အလုံးမမင်္ဂလာပါရှင်ဒီရသည်ဆိုဂျပန်မှာမုံညင်းဘူးတွေအရင်ပေါ်တာမှုလို့ဒီလိုလေးတုတ်ဆကြည့်ရအောင်နော်လောက်ကူရွှေ့ရှင်းပြီးအရတကောင်းကောင်းနဲ့စားလို့ရတာမို့လိုက်လုတ်ဆကြည့်ကြအောင်နော်အရင်ဆုံးမုံညင်းဘူးတွေကိုပိုင်းဖြတ်ပြီးတော့ရေနိုးစုစုထဲမှာပြုတ်ပါမရှင်နည်းနည်းလေးပြော့သွားအောင်ပြုတ်ပါမရှင်အခါတက်ထွက်သွားအောင်လို့ပါပြီးရင်တော့ကြက်သွန်နီတွေကိုလှီးပြီးတော့ရေစီးထားပါမရှင်ခုနပြုတ်ထားတဲ့မုံညင်းဘူးလေးတွေကိုရေအေးနဲ့ဆေးချလိုက်ပါမယ်နော် ီးရင်တော့သူ့ကိုကကြီးလေးနဲ့အခုလိုနည်းနည်းတေးသေးလေးညှက်ထားပါမယ်เนาะပြီးရင်ကြက်သွန်ကြီးရေးဆေးထားတာထည့်မယ်ကြက်သွန်ဖြူစီချက်ထည့်မယ်ညီပဲထောင်းထားတာလေးထည့်မယ်အရသာအတွက်မကြီးရေးစာဟင်းချုံမုံနည်းနည်းထည့်ပြီးတော့နယ်လို့ရပါပြီရှင်ကျမတို့ကတော့အိမ်မှာငပြရေးကုန်နေလို့ငပြရေးစားစားကိုတုံးလိုက်ပါတော့เนาะငပြရေးတုံးချင်လည်းရပါတယ်ရှင်အားလုံးထည့်ပြီးတော့ရတော့အခုလိုလေးရောမှွေလို့ရပါပြီเนาะဒါဆိုရင်တော့ရန်ကိုစားလို့ကောင်းတဲ့မုံညင်းဘူးတုပ်လေးရပါပြီရှင် ်လိုက်လှုပ်ရှားကြည့်ကြအောင်နော်အဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဘိုက်ဘိုက်